ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ဒီမှာကြည့်ပါဒီထက်ပိုပြီးဝေးဝေးသွားဖို့မတင်တော်တော့ဘူးပြီးတော့ရှေ့ဆက်သွားရင်တောအုပ်ကပိုပြီးနက်လာနိုင်မယ်ဒါကြောင့်ကျွန်တော်တို့ဒီတစ်သားတွေကိုခုတ်ပြီးတော့ဒီမှာပဲတင်းရင်လေးစောင့်လိုက်တဲ့နေဟုတ်တယ်အကူအကူပြောတာမှန်နေတယ် အခုမိသားစုဝင်တွေအားလုံးကမောင်မိန်နေတဲ့ညမှာမိရင်ကိုကိုစီကင်ပြီးတစ်သားတွေကိုခုကြပါတယ်။ပြီးတော့သူတို့ရဲ့တင်းရင်လေးကိုစောင့်လိုက်ကြပါတယ်။ဓမ္မကြည့်သားရေဒီမနီယာနေနေကြက်နေတယ်။ဒါကြောင့်အင်းရဲ့အနောက်ဖက်မှာအင်းတော်ကိုစောင့်လိုက်ကြမယ်။ကောင်းပါပြီဖေ။အခုရဲမန်ကအင်းနဲ့ခဝီဝီလေးမှာအင်းသားကိုစောင့်လိုက်ပါတယ်။မိသားစုဝင်တွေအားလုံးကအင်းလေးကိုဝင်သွားကြပါတယ်။အမေရဲ့အမေရဲ့တာရန်ကြောက်နေတယ်။အင်းထဲမှာရဲမောင်တာပဲ။ တူတူလေးပြောပါသားရဲ့မဟုတ်ရင်တော်ထဲမှာနေတဲ့တော်ရန်တရိတ်ဆန်တွေကအမေတို့အိမ်ထဲဝင်လာလိမ့်မယ်အိမ်ကိုတော့စောက်ပြီးပြီလာယူရရင်အပြင်ကိုထွက်ပြီးမြေကြီးနည်းနည်းယူပြီးမီးဖို့တစ်ခုလောက်လိုက်ကြမယ်အေးကောင်းပြီလေငါလည်းလိုက်ခဲ့မယ်လာတော့ငါဟင်းသင်းရွက်ပင်တချို့တွေ့ခဲ့တယ်အဲ့ဒါတော့ခုမှရမယ်ဒါမှချက်ပြုတ်လို့ရအောင်အခုလင်းကြီးမနှစ်ယောက်ကသူတို့ရောင်းမနှစ်ယောက်နဲ့အတူမိရင်ွေကိုစီကန်ပြီးတောင်းရီကိုလာကြပါတယ် တဖက်မှာမေသူနဲ့ရူရတို့ကမြေကြီးတွေကိုစုဆောင်းနေကြပါတယ်။ပြီးတော့နောက်တစ်ဖက်မှာတော့ဇင်မာကတောရိုင်းမှာဟင်းသီးဟင်းရွက်တွေခုန်နေပါတယ်။ဒီအချိန်မှာတောရိုင်းတရိတ်ဆန်တွေရဲ့အော်ဒန်တွေကိုကြားလိုက်ရပါတော့တယ်။အာမေသူရူရနင်တို့ပမာလဲဇင်မာရေမကြောက်ပါနဲ့ငါဒီမှာရှိတယ်တောရိုင်းတရိတ်ဆန်တွေရဲ့အော်ဒန်ကိုကြားပြီးအလုံးကအိမ်ဘက်ကိုအမြန်ပြန်လာနေကြပါတယ်။ဒီတော့ကတကယ်ကြောက်ဖို့ကောင်းတာပဲ။ဒီမှာနေခင်းဖက်တောင်တက်လောက်မှောင်မဲနေတယ်။ ငါတော့အရင်ကြောက်လာပြီငါတော့ဒီလိုမှောင်မဲနေတဲ့တောထဲမှာပဲချိန်ထိနေအောင်မှလည်းမသိဘူးခဏကြာမှအားလုံးကအိမ်ပြန်ရောက်လာခဲ့ပါတယ်မိသူကအိမ်ကိုရောက်တော့မြင်းမီးဘုံကိုလှုပ်ပါတယ်ပြီးတော့ဇင်မာကအဲ့ဒီမီးဘုံမှာဟင်းရွက်စိမ်းဟင်းနဲ့အရွက်နဲ့လှုပ်တဲ့ရူတီစိမ်းလေးတွေကိုလှုပ်ခဲ့ပါတယ်အမေကဒါပါကြီးကိုချက်ထားလဲသမီးတောင်မစားချင်ပါဘူးသမီးရဲ့အဲ့လိုမပြောရဘူးလေတောထဲမှာအမေတို့စီမှာဒီလိုဟင်းရွက်စိမ်းဟင်းရဲ့ ရိုတီကိုစားတာလွဲပြီးတခြားရွေးချယ်စရာမရှိဘူးသမီးအခုမှောင်မဲနေတဲ့အိမ်ထဲမှာမိအင်ရဲ့လင်းရောင်နဲ့မိသားစုဝင်တွေအားလုံးကစားတောက်နေကြပါတယ်စားတောက်ပြီးတဲ့နောက်ဇင်မာကညစ်ပတ်နေတဲ့ပကံတွေကိုလက်ထင်းမှာကင်ပြီးမေသူရဲ့တီတော်ထဲမှာမလန့်မကဲမှာပဲမြေကန်းတစ်ခုရှိတယ်လာပါအဲ့ဒီကိုသွားပြီးဒီပကံကိုစေးကြောလိုက်မယ်ဟာမျက်နှာကိုသွားရင်ကောင်းမှာမလားတော်ရင်တရိစံတကောင်ကောင်ကငါတို့တိုက်ခတ်လိုက်ရောအော်ဘာမှမဖြစ်ပါဘူးနင်နှစ်လက်ထဲမှာမိအိမ်ကိုကင်လိုက် ငါမိချစ်ဘူးငါလက်ထဲမှာကင်နာလိုက်မယ်အခုတော့အလင်းမှာမှောင်မင်းနေတဲ့အချိန်ပါပဲဇင်မကသူ့လက်ထဲမှာညစ်ပတ်နေတဲ့ပကံတွေကင်ထားပြီးမိသူကသူ့လက်ထဲမှာမိအိမ်ကိုကင်ကောင်းညစ်စီကိုရောက်လာခဲ့ပါတယ်မိသူနေရမိအိမ်ရဲ့အလင်းရောင်ငါ့ကိုပြပေးထားငါတီမြင့်ရည်နဲ့ညစ်ပတ်တဲ့ပကံတွေကိုမြင်မြန်လေးစေးလိုက်မယ်ဇင်မကအမောင်နှင်းမှာမြေကမ်းပြီးမှာပကံတွေကိုစီးကျောနေခဲ့ပါတယ်။ပြီးတော့မိသူကမိရင်ကိုကန်ပြီးရှင်နေပါတယ်။ ဒီချိန်မှာ UTF ဝင်းပလူတွေကအော်ဟစ်ပြီးမြေကမ်းမီကိုလာနေကြပါတယ်။စစ်စစ်မကြီးတီးတီးတော့ဝင်းပလူတွေလာနေပြီ။ဝင်းပလူတွေကအော်ပြီးတော့စင်မာနဲ့မေသူတို့ရှိတဲ့နေရာကိုလာနေကြပါတယ်။ခဏလေးမေသူရေမကြောက်ပါနဲ့။ငါစီမှာမိချစ်ရှိတယ်။ဟိုမှာကြည့်ကျွေကျနေတဲ့တေးရွက်ချောက်တွေရှိတယ်။လာအဲ့ဒီထဲမှာမိရှို့လိုက်ကြမယ်။မိရဲ့ပူချိန်ကြောင့်ဒီတော်ရန်တရိတ်ဆန်တွေကငါတို့နားကိုလာနိုင်မှာမဟုတ်ဘူး။ ဇင်မာကတိရွံ့၆တွေကိုအမြန်စုပြီးနှီးရှို့လိုက်ပါတယ်။မီတောက်တွေကိုမြင်တော့ဝင်းပလူတွေကသူတို့လမ်းကြောင်းကိုပြောင်းလိုက်ပါတော့တယ်။ဝင်းပလူတွေပြန်သွားပြီ။လာမေသူရဲ့အခုအိမ်ပြန်ကြရအောင်။အခုဇင်မာကမေသူနဲ့အတူပကန်းတွေကိုယူပြီးအိမ်ပြန်လာနေခဲ့ပါတယ်။အိမ်မှာမှောင်မေးနေတဲ့ညမှာ ပြန်တန်းနေတဲ့လင်းတို့ကဇင်မာရဲ့ပားပေါ်မှာလာကက်သွားခဲ့ပါတယ်။ဇင်မာကကြေလောင်စွာနဲ့အိုးလိုက်ပါတော့တယ်။လင်းလင်းတို့မေသူရဲ့ငောက်ကဲပါအောင်။ မဟုတ်ရင်တီလင်းတို့ကငါခန္ဓာကိုယ်ထဲသွေးတွေအားလုံးဆောက်ယူသွားလိမ့်မယ်။ငါငါဘာလုပ်ရမလဲ။ငါသူ့ကိုငါလက်နဲ့ကိုင်းလို့မရအောင်လေ။ခဏလေးနော်။ငါတစ်သားချောင်းတစ်ချောင်းယူလာခဲ့မယ်။မေသူကမိရင်ရဲ့လင်းရောင်နဲ့အနီးနားမှာတစ်သားချောင်းကိုရှာနေပါတယ်။ဒီချိန်မှာသူကတစ်သားချောင်းတစ်ချောင်းကိုရှာတွေ့သွားခဲ့ပါတယ်။ပြီးတော့သူကအရာကိုကောက်ပြီးဇင်မရဲ့ပါဘောကနေလင်းတို့ကိုခါထုတ်လိုက်ပါတယ်။အာအမေဒီနေ့တော့နေငေါ့ကယ်လိုက်လို့မေသူ မဟုတ်ရင်ဒီလင်းတို့ကြောင့်ငါဒီနေ့တည်သွားလာပြီခြေလမ်းတွေကိုမြ мян လှမ်းပြီးမိသူနဲ့ဇင်မာတို့ကအိမ်လေးကိုပြန်ရောက်လာခဲ့ပါတယ်တမီးတို့နှစ်ယောက်ပယ်ရီသွားနေကြလဲအမေရဲ့နေကန်းသားမှာကျမတို့အရှိတူလေးဝန်ပလွေနှကောင်ရောက်လာတာပြီးတော့ခဝဲဝဲကိုလမ်းလျှောက်လာတော့လင်းတို့တကောင်ကလင်ညီမအငယ်ပားပေါ်မှာလာတွေ့ကတ်တာကျမတို့နှစ်ယောက်အသက်ပေးရနေနိုင်လွတ်လာခဲ့ရတာတော်ပါသေးတယ်ဖခင်သခင်ကိုကျေးဇူးတင်ရမယ်ချွေးမတို့ဘာမှဖြစ်မသွားလို့ အခုဒုက္ခရင်းနဲ့အတူမိသားစုတစုလုံးကတောနဲ့ထဲမှာနေဖို့ကြိုးစားနေကြပါတယ်ဒီလိုနဲ့တင်ညမှာတော့အိုးဖရားရေအခုမှပဲအိမ်သာသွားချင်ရလားအခုဒီလိုညနေကြီးမှာငါတယောက်တည်းပဲမိရင်ယူပြီးသွားရတော့မယ်ကျင်းစင်းကမိရင်ကိုကန်ပြီးအိမ်သာလေးကိုဝင်သွားလိုက်ပါတယ်ဒီချိန်မှာအိန္ဒာအပြင်မှာကြောင်ရိုင်းတွေနဲ့မြေခွေးတွေရဲ့အတန်တွေကြားနေရပါတယ်။အိန္ဒာထဲမှာထိုင်နေတဲ့ကျဲစင်းကအာ တော်ရင်တော်ရစ်ဆန်တွေအပြင်မှာရှိနေရပဲငါငါဘယ်လိုလုပ်အပြင်ထွက်ရမလဲအိမ်ထဲမှာလည်းအာလုံးအိပ်ပျော်နေကြပြီအိမ်သားရဲ့အပြင်မှာရက်နေတဲ့တော်ရင်တော်ရစ်ဆန်တွေကြောင့်ကျင်းစင်းရဲ့အခြေအနေကအဆကရိကဆူးနေကြတာပါဒီချိန်မှာအိမ်သားတွေကိုပုတ်တင်ကြိုအကြီးကြီးတကောင်ကနေရင်ကနေကျင်းစင်းခြေထောက်နောက်ကိုပြုတ်ကျလာခဲ့ပါတယ်ဒီတော့ကျင်းစင်းကကျေလောင်စွာနဲ့အော်လိုက်ပါတော့တယ်အမေကေပါအောင်တယောက်ယောက်ရှိလားလာပါအောင်ငင်းချင်းငင်းချင်း ထားကြည့်ပါဦးကျေစင်အော်နေတဲ့အတန်ကိုကြားနေရတယ်။ तू तू အိမ်သာသွားနေတာပဲဖြစ်ရမယ်။အခုအိမ်မှာရှိတဲ့သူတွေကဒုတ်ချောင်းမှာဝိပတ်ပြီးမီးရှို့ကအပြင်ကိုထွက်လာကြပါတယ်။မီးတောင်နေတာကိုမြင်တော့တော်ရင်တရိစံတွေကအဲ့ဒီကနေထွက်ပြေးသွားကြပါတယ်။အဲ့ဒီနောက်မှာကျေစင်ကအိမ်ထဲကိုပြောင်းမလာခဲ့ပါတယ်။တမီးရဲ့တမီးအဆင်ပြေရလား။တော်ရန်တရိတ်ဆန်တွေကတမိကိုမတိုက်ခိုက်ပါဘူးနော်မတိုက်ခိုက်လိုက်ဘူးအမေအမေတို့အားလုံးကအချိန်မီရောက်လာတဲ့အတွက်ကြောင့် အဲ့ဒီဒေါ်ရန်တရိတ်ဆန်တွေကတမီးကိုမတိုက်ခလိုက်ပါဘူးဒီလိုနဲ့တနေ့ညနေခင်းမှာပြန်ပြီးတော့အမေရေအမေရေတားတို့ပြန်မသွားဆော့ကြမလို့တားရေဒီလိုမှောင်မဲနေတဲ့တောထဲမှာနင်တို့ဘလို့လုပ်ပြီးဆော့ကစားမှလဲဒီမှာအန်တီရရှိတဲ့တရိတ်ဆန်တွေနေတယ်ဆိုတာနင်တို့သိရမလားအော်အမေကလည်းဘာမှမဖြစ်ပါဘူးတမီးတို့ကမီးအိမ်လဲရှူပြီးသွားမှာပါအဲ့ဒီအလင်းရောင်နဲ့တမီးတို့နှစ်ယောက်ကဆော့ကြမှာပါအမေရဲ့ကယူဆိုင်ကြနော်ကလေးတို့အရန်ဝွေးဝွေးမသွားကြနဲ့ အိမ်သားမှာပဲနေတော့နိုင်လင်းနဲ့တော်ရာတို့ကမှောင်မဲနေတဲ့တော်ရင်မှာမိအိမ်ကိုဝေးဝေးမှချပြီးစော်ကစားနေကြပါတယ်ဒီချိန်မှာအစီပြင်းတဲ့မွေးတကောင်ကတော်ရာ၆ရောက်ကိုလာကန်လိုက်ပါတယ်အမေရေအမေရေမြင်မြန်လေးလာပါဦးတော်ရာရဲ့၆ရောက်ကိုမွေးကြိုက်သွားပြီအမေရေအဖေရေဘွားရေမြင်မြန်လေးလာကြပါခြေထောက်ပေါ်ကကြိုက်ရအောင်ကြည့်ရတာအစိပ်ပြင်းနဲ့မွေးကြိုက်သွားတာဖြစ်မယ်ကျွန်တော်ဒီအစိပ်ကိုပဇက်နဲ့ဆုပ်ယူပြီးအပြင်ထုတ်ရမယ်ကောင်းပါပြီမတ်လေးရေမတ်လေးအဲ့လိုလှုပ်လိုက် ငါတိုးရက်နေဆေးဖက်ဝင်အပင်နဲ့ယူလာပြီးတော့အရှိညှက်လိုက်မယ်အဲ့ဒါကိုတောက်လိုက်ရင်မက်လေးရဲ့ခန္ဓာကိုယ်ထဲကိုမွေးစိတ်ကမပြတ်တော့ဘူးလေအခုရဲမန်ကတိုးရက်ခြေောက်ကဆေးကိုစုပ်ထုံနေပါတယ်ပြီးတော့မေသူကမိရင်ကိုကင်ပြီးတိုးရက်ကနေဆေးဖက်ဝင်အရွက်တွေကိုယူလာကအဲ့တော်ရီကိုကြိတ်ပြီးတော့အဲ့ဒီအရေးကိုရဲမန်ကိုတိုက်လိုက်ပါတယ်ဒီအရေးကိုတော်တော့လည်းနည်းနည်းလောက်တိုက်လိုက်အဲ့လိုနဲ့မိသားစုတစုလုံးကမှောင်မဲနေတဲ့တိုးရင်းမှာအခက်ခဲပေါင်းစုံနဲ့နေထိုင်နေကြပါတယ် ီလိုနဲ့တနည်းတော်ရဲမှာလေပြင်းပုံတိုင်းတွေစတင်တိုက်ခတ်လာခဲ့ပါတယ်။တစ်ဖက်မှာတော့အိမ်တကာပွင့်နေတဲ့အတွက်ကြောင့်တိုက်ခတ်နေတဲ့လေပြင်းတွေဟာအိမ်တွေကိုဝင်လာပါတယ်။ဒါကြောင့်နေရာမှာခြေထားတဲ့မိအိမ်တွေအလုံးကပြုတ်ကျပြီးကျန်းမြေပေါ်မှာကွေးသွားပါတော့တယ်။အဖေရေအဖေရေတားဘာမှမမြင်ရတော့ဘူး။တားမျက်စိကန်းသွားတာလား။တားမျက်လုံးတားမျက်လုံးတွေကောင်းရဲ့လား။တားရေအမောင်ထဲမှာငါအသက်ရှူကြက်လာပြီ။တခုခုလောက်ပါအောင်ကွယ်။ငါအသက်ရှူလို့မရတော့ဘူး။ အခုတနည်းနည်းနဲ့မိသူကနေရံတွေကိုကင်ချပြီးတကားနာကိုရောက်လာတာတကားကိုပိတ်လိုက်ပါတယ်။ပြီးတော့ဗီဒီယိုပေါ်မှာလက်နဲ့ဆန်းဆန်းပြီးတော့မိကျစ်ကိုရှာလိုက်ပါတယ်။ပြီးတော့မိဖို့ရင်းမှာရှိတဲ့တက်တောင်းတွေကိုမိရှို့လိုက်ပါတယ်။အခုအမေတို့အားလုံးအဆင်ပြေကြလား။ငင်းချမ်းရေကျမမိဖို့ရင်းမှာတက်သားတွေထက်ပြီးမိမွေးထားတော့ရှင်တော်အပြင်ကိုသွားပြီးတော့ဆိုင်တဆိုင်ကနေမိရဲ့နောက်တလုံးဝဲလာခဲ့နော်။ဟုတ်ပြီ။အမေတို့အားလုံးဒီမှာခဏစောင့်ကြပါကျွန်တော်အခုသွားဝင်လိုက်ပါမယ်။ အခုငိမ့်ညံ့ကအိမ်ပြင်ကိုထွက်လာခဲ့ပါတယ်။အိမ်မှာအနေရရှိတဲ့တရိတ်ဆန်တွေရဲ့အော်ဟစ်တန်တွေကြားနေခဲ့ရပါတယ်။ငိမ့်ညံ့ကကြောက်ကြောက်လန့်လန့်နဲ့တက်သားဒုတ်တချောင်းရဲ့အကူကြီးနဲ့တော်ရီကနေအပြင်ကိုထွက်လာခဲ့ပါတယ်။ပြီးတော့ဆိုင်တဆိုင်ကနေမီးအိမ်ကိုဝယ်ပြီးအိမ်ကိုပြန်လာခဲ့ပါတယ်။ဒီမကြီးကျွန်တော်မီးအိမ်ဝယ်လာတယ်။အခုအမေတို့အားလုံးမီးထုတ်လိုက်ကြပါအခုတောရဲမှာနေထိုင်နေရင်းနဲ့မိသားစု တစုလုံးကတောရဲ့ပတ်ဝန်းကျင်ကိုကောင်းကောင်းနားလည်သွားကြပါရဲ့။ တို့ကတောရင်တရိဇန်တွေရဲ့တိုက်ခိုက်ပုံတဘာဝစီးပတ်ဝင်အပင်တွေနဲ့ဈေးဖို့ဆက်ပုံအားလုံးကိုတက်မြောက်သွားကြပါတယ်ဒီလိုနဲ့တနေ့မှရေးတယောက်ကသူ့ခွေးနဲ့အတူလမ်းပြောက်ပြီးမောင်မဲနေတဲ့တောရီကိုရောက်လာပါတယ်အိမ်မှာတောရင်တရိဇန်တွေကသူတို့ကိုဝိုင်းအောင်လိုက်ကြပါတယ်ခွေးကအဲ့တရိဇန်တွေအပေါ်မှာစတင်ပြီးဟောက်မာတော့တယ်ဒီချိန်မှာတွင်ရင်တရိစံတွေကရေးကိုတိုက်ခိုက်ကြပါတယ်။အော်လုံးလုံးကြီးမင်းအစဉ်ပြေးလား။ငါတမီးကဒီနားမှာပဲကြာသွားတယ်။ ပြီးတော့ဒီမောင်နှင်းမှာငါဘာမှကိုမမြင်ရဘူးအဲ့နောက်မှာတရိတ်ဆန်တွေရဲ့အတန်းတွေကြားပြီးငင်းချင်းတဲ့ရဲမန်တို့ကတစ်သားကြောင်းတွေကိုမိရှို့ကအပြင်ကိုလာကြည့်ကြပါတယ်အဲ့မှာဒန်ရန်ရချားတဲ့ရဲနယ်ခွေးကိုတွေ့တော့ရဲမန်နဲ့ငင်းချင်းတို့ကသူတို့ကိုအိမ်နဲ့ခေါ်လာခဲ့ပါတယ်မကြီးမြင်မြင်လေးတော့ပြီးတော့တဘာဝဆေးဘက်ဝင်အပင်တွေကြိတ်ပြီးယူလာခဲ့ပါဒီတော်ရရအနေရရှိတဲ့တရိတ်ဆန်တွေကရဲအရာရှိနဲ့ဒီအပြင်မဲ့တဲ့ခွေးကိုတိုက်ခိုက်သွားကြတာမိသူကဆေးဘက်ဝင်အပင်တွေကိုကြိတ်ပြီးရဲမန်ကိုပေးလိုက်ပါတယ် ရဲမန်ကစေးဘဝင်အပင်တွေနဲ့ဖော်ဆက်ထားတဲ့ဈေးကိုရဲရရှိတဲ့ခွေးရဲ့ဒဏ်ရန်ရထားတဲ့နေရာတွေမှာလင်းပေးလိုက်ပါတယ်။ခဏနေတော့ခမည်းတော်ကကျွန်တော်တို့ကိုအများကြီးကူညီပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။ဒါမဲ့ဒီမှာအနေရရှိတဲ့တရိတ်ဆန်တွေရှိတယ်ဆိုတာကိုသိရတာနဲ့ခမည်းတော်ကဒီတောထဲမှာဘာလို့နေကြတာလဲ။ဘာဒနာပါလို့နေနေတာမဟုတ်ပါဘူးရဲရရှိရဲ့။တကယ်လို့အဲ့ဒီကန်ထရိုက်တာကကျွန်တော်တို့စီကကျွန်တော်တို့မျိုးလိန်လေပြီးတာတိတ်မယူခဲ့ဘူးဆိုရင်တော့ကျွန်တော်တို့ကဒီလိုမျိုးမှောင်မဲတဲ့တောထဲမှာ ကိုမိသားစုနဲ့အတူနေနေရမှာမဟုတ်ပါဘူးကျွန်တော်တို့ကဆင်းရဲတော့အဲ့ဒီကန်ထရိုက်တာကိုဘာမှမလုပ်နိုင်ခဲ့ဘူးအဲ့ဒီကန်ထရိုက်တာကဘာတူလဲကျွန်တော်ပြောပြပါကျွန်တော်ခင်ဗျားတို့ကိုကူညီပေးပါမယ်ကျွန်တော်ခင်ဗျားတို့မျိုးပြန်ရအောင်လုပ်ပေးပါမယ်ရဲရရှိကတမိသားစုလုံးနဲ့အတူရွာလေးကိုရောက်လာပါတယ်ပြီးတော့ကန်ထရိုက်တာကိုအေးအေးယူခဲ့ပါတယ်အဲ့နောက်မှာဥဇော်လင်းရဲ့တမိသားစုလုံးကသူတို့မျိုးကိုပြန်ရသွားကြပါတယ်။ပြီးတော့သူတို့ကသူတို့အိမ်အဟောင်းကိုပြန်လည်ရောက်ရှိလာကြပါတယ်။ တိန်လုံးက LED မီးအောင်တွေနဲ့တောက်ပနေခဲ့ပါတယ်။နှစ်တွေတော်တော်ကြာမှငါငါရဲ့အိမ်ကိုပြန်ရောက်လာတယ်။ပြီးတော့ဒီနှစ်ဒီအလင်းရောင်ကြည့်ပြီးမျက်မမြင်တယောက်ကမျက်လုံးပြန်ရလာတယ်လို့ခံစားနေရတယ်။မီးရေမီးရေတားတို့ရရန်ကြည့်ကောင်းနေတော့မီးတွေအများကြီးရလင်းနေတာပဲ။ဒီလောက်ကြာပြီးမှအလင်းရောင်ကိုတွေ့ကြုံခံစားရတော့တမိသားစုလုံးကပျော်ရွှင်သွားကြတော့တာပေါ့။ အခုမေသူနဲ့ဇင်မာတို့ကရွာမှာသူတို့ရဲ့တဘာဝဆေးဘက်ဝင်အပင်တွေနဲ့ဖော်ဆက်ထားတဲ့စီးဆိုင်ကိုလည်းဖွင့်လိုက်ကြပါတယ်။အဲဒီလုပ်ငန်းနဲ့အတူတမိသားစုလုံးကပျော်ရွှင်စွာနေထိုင်သွားကြပါတယ်။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။